ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မှာအာလူးဟင်းချွေးပါတယ်အာလူးဟင်းသူကမာဆလာလေးနဲ့ချစ်ထားတာပါ ကိုရီးယားမှာတော့သူကခါလဲဘပ်လို့ခေါ်ပါတယ်ခါလဲဆိုတော့သူကအင်ဒိုအစားအစာပေါ့နော်အိန္ဒိယအစားအစာပါသူမာဆလာလေးနဲ့ရန်စောင်းပါတယ်ကျွန်တော်ဟင်းအရည်တွေအများကြီးဖွဲ့ပါတယ်ဟင်းအနစ်တွေအများကြီးဖွဲ့ပါတယ်အဲ့ဒီနေ့ကျွေးလေးဆိုရင်ကျွန်တော်အများကြီးစားပါတယ် ဒါလည်းတော့မုံလောက်ဦးအချိန်ပါအာဒီနေ့မုံလောက်ဦးအချိန်ကမုံလောက်ဦးကလက်လက်ဆက်ဆက်ပါအပြင်ဒါလည်းတော့သခွားသီးပါ ကိုရီးယားမှာဒီသခွားသီးဈေးကြီးပါတယ်သခွားသီးတစ်လုံးကိုသူက1000 1000ကျော်ကျော်ပေးရပါတယ်1900လောက်ပေးရပါတယ်မုံဝင်ဆိုရင်3600လောက်ပေးရပါတယ်ဒါလည်းတော့ဝတ်သားပြားကျော်ပါသူကပေါင်မုတ်ကျော်နေနဲ့ကျော်လာတာပါဒီဘေးမှာကျွန်တော်အခြေလေးတွေရယူတော့ပါသေးတယ် အကြီးကြီးပါဒီကျော်ကတချို့မကြိုက်သမားလည်းမကြိုက်ပါဘူးနည်းနည်းလေးဤလိုပါအဲကျွန်တော်ကတော့ဒီကျော်လေးကြိုက်ပါတယ်ကျွန်တော်အကြီးပါယူလာခဲ့ပါတယ်အပီဒီနေ့ဟင်းချော်တော့သူကသူ့ဖူးကိုအမောရဲ့စစ်တုံးမရဲ့ချက်တာပါစစ်တုံးနေရဲ့နည်းနည်းပါပါတယ်သူ့ရဲ့ရသားနည်းနည်းလေးပဲငယ်ပါတယ်တောက်ကောင်ပါလေသူကပဲငယ်ပြီမပါပါဘူးအဲ့ဒီတိုင်းချက်တာပါ အဲ့တော့ထမင်းလေးနဲ့ဆိုရင်ရန်စကောက်ပါပေါ့။အော်ဒီနေ့ကျွန်တော်အဒီအာလူဟင်းအများကြီးယူခဲ့ပါတယ်။သူကချက်ချွဲလေးနဲ့နေပါတယ်။အကိုရီးယားမှာအဒီအာလူဟင်းလေးပေါ့နော်ခါလက်ပတ် ready made ထုတ်ပြီးရောင်းပါတယ်။အရင်ကဆိုသူက stream ဖြိုကြီးလေးနဲ့ချက်ပါတယ်။ဒီတစ်ခါကသူကအဲ့ဒီအာလူရဲ့မူလဥညင်ရဲ့ပါပါတယ်။အကြောင်းသွားသီးလေးနဲ့စားကြည့်ပါမယ်။တိုင်းချင်မှာဘူးစားလို့ခေါင်းပါနဲ့။ ားလုံးပဲထမင်းစားကြပါအောင်ဒါတော့ကျွန်တော်စိတ်ဝကျတဲ့နေ့လည်စားပါ